အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတူရှာတဲ့တည်ရင်ဒီပါဆက်ဝင်စားဖရဲတည်နေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြတီကိုပါ။အီဗီကာများလန်ဒရာအုံပြုကားပေးဆောင်ရမယ်တဲ့။အမေရိကန်နဲ့ရုရှားကြားမှာအပြည့်အလဲယုံကျူးနေတက်လာတာကြောင့်ကမ္ဘာကြီးတင်ငယ်လိုတက်မယ်ဆိုတဲ့တဲ့။အလက်သမားအတင်များဖန်ပြီးကဒေါ်လာနှစ်တန်းကျော်နေတဲ့ရာသူကို2020နှစ်ချမှတ်လိုက်တဲ့တဲ့။ ။နောက်ငါးလတွေမှာ Chelsea Premier League Champion ဖြစ်နိုင်မှုလို့တတိပေးလိုက်တဲ့သတင်းပါပဲအစားရှိရဲ့။ဖြစ်ရင်ဒီပါဆိုရင်ရောက်ခဲ့တဲ့သတင်းလေးကိုတက်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ EV ကများလန်ဒရာတုံးပြူကပေးဆောင်အောင်လို့သိရပါဗျ။ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါဗျ။ လက်ရှိမှာလန္တရာအုံပြူကားကိန်းလုံးကိုရနေတဲ့ EV ကားများဟာလာမယ့်ဧပြီလ1ရက်နေ့မှစတင်ပြီးပေးဆောင်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ EV ကားများကိုပြီးခဲ့တဲ့2023ခုနှစ်ဧပြီလ1ရက်နေ့မှစတင်ပြီးရန်ကုန်မန္တလေးအမြင်လမ်းမကြီးပါဝင် BOT စနစ်နဲ့စာဝတ်နေတဲ့လန္တရာများပြည်အောင်စုလမ်းများနဲ့တိုင်းနေတာကြီးပြည်နယ်များမှာရှိတဲ့လန္တရာများအားလုံးလန္တရာအုံပြူကားကိန်းလုံးခွင့်ပေးထားခြင်းဖြစ်ပါတယ်။ အဆိုပါလန္ဒရာအသုံးပြုကကင်းလွန်ခွင့်ကာလဟာမတ်လ31ရက်နေ့မှပြီးသွားပြီဖြစ်တာကြောင့်ဧပြီလ1ရက်နေ့မှစတင်ပြီးတော့ပြီးဆောင်သွားတော့မှဖြစ်တယ်လို့သိရပါတယ်လန်ဒရာအတုံပြူကားကောက်ခံမှုနဲ့ပတ်သက်ပြီးမကြသေးမီရပိုင်းကပြုလုပ်ခဲ့တဲ့ EV ကံများနဲ့ပတ်သက်တဲ့စီဝေးတရက်တွေဆောက်လွယ်ဝင်ကြီးဌာနလမ်းဦးစီးဌာနမှရရှိများပါဝင်တက်ဆိုင်အတော်ရှိသူများကသဘောတူစုံမှတ်ထားခဲ့ကြဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးထူးခြားတဲ့နိုင်ငံတကာဒိန်းသဘောကိုလည်းတင်ဆက်ပေးကြပါမယ် အမေရိကန်နဲ့ရုရှားအကြားမှာအပြည့်အလဲရုပ်စုမြစ်တက်လာတာကြောင့်ကမ္ဘာကြီးတည်ငြိမ်လွတ်တက်မယ်လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းမှာပေးပို့လာပါတယ် အမေရိကန်နိုင်ငံနဲ့ရုရှားနိုင်ငံကြားမှာအပြန်အလှန်ယုံကြည်မှုမြင့်တက်လာတာကြောင့်ကမ္ဘာကြီးရဲ့အနာဂတ်ဟာတည်တည်ငြိမ်ငြိမ်နဲ့ပုံမှန်တိုးတက်လာမယ်လို့ရုရှားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူစာဂျင်ပစ်ကော့ကပြောကြားခဲ့ရလို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုပြုလုပ်ပြီးတော့ယူကရိန်းငင်းကြဲလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရောက်ခဲ့ပြီးတဲ့နောက်မှာစာဂျင်ပစ်ကော့ကရုရှားနဲ့အမေရိကန်ကြားမှာယုံကြည်မှုတွေဟာမယုံကြည်နိုင်တဲ့အောက်တိုးတက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပူတင်နဲ့ဒေါ်နယ်ထရန့်တို့ဟာဒီလကုံပိုင်းမှာမျက်နှာချင်းဆိုင်တွေ့ပြီးယူကရိန်းစစ်ပွဲပြီးတရရတက်မှုအတွက်ဆွေးနွေးမှုလှုပ်ဆောင်တော့မှာပါဒေါ်နယ်ထရန့်ရဲ့ဦးစားပေးရည်မှန်ချက်တွေထဲမှာယူကရိန်းစစ်ပွဲရဲ့တက်နိုင်ဆိုတဲ့အချက်လေးပါဝင်နေပြီးယူကရိန်းသမ္မတဇီလန်စကီကိုလည်းဖုန်းနဲ့ဆက်သွယ်ပြီးတော့တလားကြာမြင့်မဲ့ရားရဲ့အပြစ်ခက်ရဲစဲသဘောတူညီမှုရရှိအောင်ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်ဒေါ်နယ်ထရန့်နဲ့ပူတင်ဟာယူကရိန်းစစ်ပွဲပြီးတက်နိုင်မှုအတွက်ယူကရိန်းနဲ့ရုရှားအတွက်နှစ်ဖက်လုံးလက်ခံနိုင်မဲ့သဘောတူညီမှုတွေရရှိအောင်လို့ဆွေးနွေးခဲ့လို့သိရပါတယ် နောက်ထပ်ထူးခြားနိုင်ငံတကာတင်ပြပုဒ်ကိုလည်းတက်ဆက်ပေးကြပါတယ်။အလုတ္တမားတင်ပြဖန်ဒီကဒေါ်လာနှစ်သန်းကျော်လင်လျားသူကို1020နှစ်ချမှတ်လိုက်ပါတယ်။ဒီတဲ့ကိုတော့ညင်းချောင်းမှာပြပို့လာပါဗျ။ ကုမ္ပဏီမှာအမှန်တကယ်မရှိတဲ့အရုပ်သမားတူတွေဖန်တီးပြီးကုမ္ပဏီပိုင်ငွေအမေရိကန်ဒေါ်လာနှစ်သန်းကျော်လင်းလည်းရောက်ခဲ့တဲ့တရုတ်နိုင်ငံရဲ့ရှယ်မျိုးမှာရှိဆိုင်တဲ့ကုမ္ပဏီတစ်ခုကအိရှာမန်နေဂျာတအုပ်ကို2020နှစ်ချမှတ်ခဲ့လို့သိရပါဗျ။ဒီပညာကုမ္ပဏီတစ်ခုကအိရှာမန်နေဂျာဟာ2022ခုနှစ်ကစပြီးကုမ္ပဏီအတွက်လိုအပ်တဲ့လူသားတက်ရှုကိုပြင်ပကနေပုတ်ပြစနစ်နဲ့ငှားရရရဆိုတဲ့ခေါင်းစဉ်နဲ့အမှန်တကယ်မရှိတဲ့အရုပ်သမားတွေကိုငှားယူပြီးတော့လောက်ဆောင်ဝင်တွေကိုငှားယူခဲ့တာပါ။ တနေ့လုံးမှာရုံးတဲ့ရုံစစ်ချက်ရမ်းမှန်လို့နဲ့ဝန်ထမ်း၃ရုံးတဲ့ရုံစစ်လက်မှတ်ထိုးတဲ့စာကိုတွေးရှိပြီးစုံစမ်းကြည့်ရတာကနေအဆိုပါဝန်ထမ်းတွေကတကယ်မရှိဘူးလို့တွေးရှိခဲ့ရပါကွန်မြူနတီဒါရိုက်တာအဖွဲ့ကပါသိရှိသွားပြီးနောက်မှာအသေးစိတ်စောစောစစ်စစ်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့ HR မန်နေဂျာဟာဝန်ထမ်းတွေဖန်တီးပြီးတော့လစာရယ်လေးနဲ့ရောက်ထားတဲ့တွေးရှိခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ဥပဒေတွေအရအဆိုပါမန်နေဂျာကို2020နှစ်ရှာမှတ်ခဲ့တာဟာအမြင့်ဆုံးပြည်ထောင်ရှာမှတ်ခဲ့ရဖြစ်တယ်လို့လည်းသိရပါတယ်ဒီမှာစိတ်အနေနဲ့24နာရီတွေ့ရှိရတဲ့ ်အကစားတဲ့တဲ့ဘက်ကိုလည်းနှက်ဆက်ပေးကြပါတယ်။နောက်ငါးနှစ်တွင်မှာရှယ်စီပရီးမီးယားလိရှယ်ပြေမဖြစ်နိုင်ဘူးလို့တတိပေးလိုက်ပါတယ်။ဒီသတင်းကိုတော့ညချောင်းမှာပြပို့လာပါ ်ချယ်ဆီရဲ့တဲ့ရင်ကနေဝကစားသမားတော်ဖြစ်တဲ့ဂျွန်ဒယ်ရီကချယ်ဆီတဲ့ဟာပြန်တိဆောက်ဆဲနေတာရောက်နေတာကြောင့်လာမယ့်၅နှစ်အတွင်းမှာပရီးမီးယားလိဂ်ရှမ်ပီယံဆုရမှာမဟုတ်ဘူးလို့ချယ်ဆီပရိသတ်တွေကသတိပေးခဲ့လို့သိရပါတယ်။ချယ်ဆီရဲ့တဲ့ဟာအသေးမှရှင်တော့ပိုလေးလက်ထက်မှာပေါင်10ဘီလီယံကျော်သုံးပြီးကစားသမားအစ်တွေခေါ်ယူအဖစ်တိဆောက်ခဲ့ပေမဲ့လက်ရှိအချိန်ဒီပရီးမီးယားလိဂ်ရှမ်ပီယံဆုကိုစိတ်ခေါ်နိုင်တဲ့အနေအထားကိုရောက်ရှိရမှာမရှိသေးပါဘူး။ပြီးခဲ့တဲ့နေရာဒီကလက်ရှိနေပြဂျွန်ဒယ်ရီကိုခေါ်ယူပြီးရဲ့နောက်မှာ အသင်းငိုပြည့်ပြည့်တိစောက်ခဲ့ပေမဲ့လက်ရှိဘောလုံးရသည်မှာရှယ်စီတေဟာပရီးမီးယားလိဝင်ဝင်ရဖို့အတွက်တောင်းအသေးတင်ရုံကနေရတဲ့အနေအထားမျိုးရောက်ရှိနေပါတယ်။ဂျွန်ဒယ်ရီကလက်ရှိနီပြမာရစ်ကဟာအလားအလာလွန်ကောင်းတဲ့အရေးသေးမြင့်နီပြတဲ့အုပ်ဖြစ်တာကြောင့်ရှယ်စီတေကိုရှမ်းမြန်စုရရောက်နိုင်တဲ့အနေအထားရအောင်ဦးဆောင်နိုင်မဲ့သူဖြစ်ပေမဲ့အသင်းကိုတိစားဖို့အတွက်အချိန်ပေးရအောင်မှာဖြစ်လို့အနည်းဆုံး၅နှစ်လားပရီးမီးယားနဲ့ရှယ်မြန်စုရမှာမဟုတ်ဘူးလို့ပြောကြခဲ့တယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှေ့ရဲ့၂၄နိုင်နေကသတင်းတွေဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပေးတဲ့များအားလုံးကျမရွှင်နေကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။